ရန်ကုန်မန္တလေးအမြင်လမ်းမှမှတိစောက်ထားတဲ့ကော်ဖီဆိုင်နဲ့တန့်စင်ခန်းတွေကနေအများပြည်သူကိုဝန်ဆောင်မှုပေးနိုင်မှုပုတ်ကလေးကလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့စောက်လို့ရေးဝန်ကြီးဌာနမှသိရပါဗျ။ရန်ကုန်မန္တလေးအမြင်လမ်းမှမှရှိတဲ့မိုင်းတိုင်အမှတ်40မြင်းဆောင်၃ညာ၊၁၁၅မြင်းဆောင်၃ညာ၊၂၀၀မြင်းဆောင်၃ညာ၂၈၆မြင်းဆောင်၃ညာ352မြင်းဆောင်နှစ်တို့မှာ Rescan ကြီးတွေတိစောက်ဖို့ရာထားဆောင်ရနေတာဖြစ်ပါတယ်။ဒါအပြင် Rescan ကြီးတွေရဲ့အကွာအဝေးအလဲတွေဖြစ်တဲ့မိုင်းတိုင်အမှတ် 40မြင်းဆောင်3ညာ86မြင်းဆောင်3ညာ158မြင်းဆောင်၄243မြင်းဆောင်3ညာ319မြင်းဆောင်2နဲ့358မြင်းဆောင်3ညာစတဲ့နေရာ6ခုမှာယာယီတန့်စင်ခန်းတွေကိုတိစောက်ထားရှိကြောင်းနဲ့ယာယီတန့်စင်ခန်းတွေတိစောက်ရမှာလဲတန့်စင်ခန်းတွေအပြင်ကော်ဖီဆိုင်နဲ့လေထိုးချုပ်ပါဆိုင်တွေကိုပါထည့်သွင်းတိစောက်ထားရလို့သိရပါတယ်အဆိုပါကော်ဖီဆိုင်တွေနဲ့ယာယီတန့်စင်ခန်းတွေကိုစောက်လို့ရေးဝကြီးဌာနက လုပ်ငန်းလုပ်ကန်လူတွေကိုတင်တာခေါ်ယူခဲ့ရာတင်တာအောင်မြင်ပြီးစာချုပ်ချုပ်ဆိုထားတဲ့လုပ်ငန်းရှင်တွေဟာပထမအဆင့်အနေနဲ့မူလဈေးရောင်းချနေတဲ့ရက်ကွက်ကြေးရွာဈေးတွေကိုစနစ်တကျရှိစေဖို့နေရာချပေးခြင်းရေမီးရရှိရေးလုပ်ငန်းတွေဆောင်ရွက်ခြင်းနဲ့ယာယီတန့်စင်ခန်းတွေကိုနိုင်ငံတကာအဆင့်မီပြန်လည်မွမ်းမံခြင်းလုပ်ငန်းတွေကိုစတင်ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်လုပ်ငန်းလုပ်ကိုင်ဝင်တင်တာမအောင်မြင်သေးတဲ့ယာယီတန့်စင်ခန်းတွေအတွက်နောက်တစ်ချိန်ထပ်မံပြီးတင်တာခေါ်ယူသွားမှာဖြစ်ကြောင်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုမလွှဲပြောင်းမီကာလအတွင်းရန်ကုန်မန္တလေးအမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကနေတာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။